ဘုရားဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရ။ကံကံရေးကျိုးငင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့တွေးဖြီးသွားပြီသူက။နော်တွေးဖြီးသွား။ကဲစဉ်းစားကြည့်အောင်။ကံကံရေးကျိုးကိုလက်ခံသူနဲ့လက်မခံသူ။ ဒီနှစ်ယောက်ပဲကြည်လက်ခံသူကဘလို့စဉ်းစားလက်မခံသူကဘလို့စဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံရေးကြိုးလက်မခံဘူးဆိုရင်ဘလို့လုံးလဲအေးကောင်းတာလုံးလဲကောင်းကြိုးမရပါဘူးမကောင်းတာလုံးလဲမကောင်းတဲ့ကြိုးမရပါဘူးဒါရီကအပူပဲကိုလို့ချင်တာလုံးမယ်ဆိုတဲ့လူတယောက်ဟာ ကိုလှုပ်ချင်တာလို့ဆိုကြတယ်ကောင်းတာလှုပ်ချင်တာနဲတယ်မကောင်းတာလှုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအေးကံကံဤကျိုးလက်မခံဘူးဆိုကြတယ်အဆိုးဘက်ရောက်သွားတယ်လမ်းကြောင်းမရောက်ဖို့မရှိတော့ဘူးသူကလက်မခံတော့